ုတ်ကဲ့ကျွန်တော်ညီကိုမောင်မမများအားလုံးပဲတော်လန်ညချမ်းဒီပါခင်ဗျာဒါကြောင့်ဒီကနေ့မေလ30ရက်နေ့ဒီညပိုင်းအတွက်စစ်ရေးတည်င်းကောင်းနေတယ်ဒီနောက်မှာအောင်ပွဲရဗီဒီယိုလေးတွေရဲ့စစ်တုပ်ပန်းဖမ်းမိထားတဲ့ဗီဒီယိုလေးတွေပါရောက်သွားပြီးတော့ကြည့်လိုက်အောင်ညာအဲ့တော့ပထမဆုံးဒါကြတော့ဖတ်တီတို့ဘက်မှာဆိုရင်ဒီထိုင်းနဲ့ဇက်မှာစီးတဲ့တက်စကန်တွေကိုတစ်ခုပြီးတစ်ခုတင်းနေတဲ့ဂျားတွေကောက်မှာ အခုတခါမှဆိုရင်လည်းဒီထမ်းမြမနေဆက်မြောက်ဝတီမြို့အတွင်းမှာစီးတဲ့စစ်ကောင်စီရဲ့မော်ခီတက်စကန်ကို KNL ပူးပေါင်းတက်များကတင်ပိုက်လိုက်ပြီးဒီကနေ့တမနက်ထဲမှာပဲဘရင်နောင်တက်စကန်နဲ့မော်ခီစကန်တို့ကိုပါဆက်လက်တင်ပိုက်လိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီကနေ့မေလ30ရက်နေ့မနက်4:00အချိန်မှာမြောက်ဝတီမြို့နယ်အတွင်းစီအမြင့်ဆုံးတောင်ကုန်းပေါ်မှာစီးတဲ့ဘရင်နောင်တက်စကန်ကို၎င်း ဒီကနေ့မနက်10:00နာရီဝန်းကျင်အချိန်မှာတော့မော်ခီတက်စကန်ကို၎င်းအတီးတီတက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနဲ့အဲဒီတက်စကန်နှစ်ခုလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီဘရင်နောင်ကုန်းစကန်နဲ့မော်ခီစကန်တွေကစစ်ခွေတွေအားလုံးထွက်ပြေးသွားတယ်လို့သိရတယ်။လက်နက်ခဲယံသိမ်းဆီးရရှိမှုနဲ့စစ်ခွေတေဆုံးမှုနဲ့အစင်ဖမ်းဆီးရရှိမှုအခြေအနေကိုတော့အတိအသေးဘူးလို့ PDF စစ်ရေးသတင်းမြစ်ကလည်းပြောဆိုထားပါတယ်။ဒီကနေ့မနက်ပိုင်း KNL ကသိမ်းပိုက်လိုက်တဲ့အဲဒီမော်ခီတက်စကန်က2022ခုနှစ်မှာတော်လိုင်းတက်တွေကသိမ်းပိုက်ခဲ့ပြီး စစ်တပ်ကပြန်လည်သိမ်းယူခဲ့တဲ့စခန်းလေးဖြစ်ပါတယ်။ယခုအချိန် KNL တပ်များကဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းပိုင်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပေးတဲ့ပထမဆုံးဒါကျွန်တော်ဖတ်တီတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ။နောက်ထပ်ဒီမှော်ပြီးမှစစ်ကောင်စီလေတပ်အတိုင်းဝိုင်းပိုင်တဲ့ဆန်ကန်းများလက်ပစ်ပုံတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းရန်ကုန်တိုင်းမှော်ဝီမြို့နယ်မှာအကြံဘတ်စစ်တပ်ရဲ့လေတပ်နဲ့ပတ်သက်ဆက်နွယ်သူများရဲ့ဆန်ကန်းတွေကိုလက်ပစ်ဘုံနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီဝိုင်းအဖွဲ့ထံကသိရပါဗျ မနေ့ကမေလ29ရက်နေ့ညနေပိုင်းမှာမော်ဘီမြို့နယ်တက်ကြီးကုန်းရွာအောက်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆန်ကန်းတဲ့၃ကန်းကိုမြို့ပြပျောက်ကြားတပ်ဖွဲ့တွေကလက်ပစ်ပုံးတုံးလုံးတွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့တာလို့သိရပါတယ်။ရန်ကုန်အာမေအဖွဲ့ရဲ့ထုတ်ပြန်ချက်အရတက်ကြီးကုန်းရွာအောက်ချုပ်ရေးမှူးအောင်သူဟာလေတက်အငိမ့်စာအတိုင်းဝန်းကဖြစ်ပြီးညီဖြစ်သူကလည်းလက်ရှိ18လင်းရင်မောင်းရင်လေတက်အတွင်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကိုတော့ရန်ကုန်တိုင်းအတွင်အခြေပြုလှုပ်ရှားနေတဲ့ အနောက်ပိုင်းခရိုင်ပကဖနဲ့ရန်ကုန်အာမီဝိုင်းအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အဲ့ဒီလေတပ်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့ဆွေမျိုးမှန်သမျှကျွန်တော်တို့တတ်ခိုက်သွားမယ်လို့ရန်ကုန်အာမီဝိုင်းကလည်းဆက်ပြီးတော့အသိပေးထားပါတယ်။အဲ့တော့ငါတို့ပြည်သူတွေကိုလေချောင်းကနေဘုံကျဲတက်ဖြတ်နေကြတယ်မင်းတို့လေခွေးတက်ထရကောက်နေမင်းတို့ရဲ့မိသားစုတွေလည်းတတိထားပြီးသားနေခိုင်းကြပြီတော့နော်။ နောက်ထပ်လည်းပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇုံမြောင်းကျေးရွာအတွင်းမှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးခဲ့တဲ့တည်င်းကောင်းလေးကလည်းမေလ26ရက်နေ့မနက်9:45မိနစ်အချိန်ညောင်လေးပင်မြို့နယ်ပဇုံမြောင်းကျေးရွာအတွင်းမှာအင်အား80ခန့်ဖြင့်တပ်ဆွဲပြီးပြည်သူပိုင်နေအိမ်များကိုဖျက်ဆီးကာရောင်းစားခြင်းနေအိမ်များအတွင်းမှာပြည်သူပိုင်ပစ္စည်းများကိုဖောက်ထွင်းခိုးယူခြင်းများလှုံ့ဆော်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးဘော်တွေကကင်းပုံးဟုတ်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတော့စစ်ခွေတအူတေဆုံးပြီးနှစ်ဦးတိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။အဲဒီအဆိုပါတိုက်ခတ်မှုကိုတော့ပြည်သူ့ကာကွယ်တပ်မတော် P2307 03တက်ရင်မိနဂါရေးဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ဆိုပြီးတော့ခေတ်သစ်မီဒီယာကထပ်ပြီးတော့တင်ထားပြီးတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ။ ဆက်ပြီးတော့ဒီစကိုင်းတိုင်းပလဲမြို့ပေါ်မှာစီးတဲ့စစ်တပ်နဲ့ရဲပူးပေါင်းတက်ဆွဲထားတဲ့ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကလည်းမေလ29ရက်နေ့ညနေ3:00နာရီခွဲအချိန်ပလဲမြို့ပေါ်မှာစစ်တပ်နဲ့ရဲများအထိုင်ချတက်ဆွဲထားတဲ့မြို့မရဲစခန်းကိုဒေါက်နက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က RPG နဲ့ဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့ကြောင်းစစ်ကောင်စီတပ်သားတွေကရဲစခန်းအပြင်စုပေါင်းယုံနဲ့ထွေအုပ်ယုံတွေမှာအထိုင်ချတက်ဆွဲထားကြောင်းသိရပါတယ်။ ဲ့ဒီပလဲမျိုးပေါ်မှာတိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ကပလဲထွေအုပ်ရုံမှာအင်အား90ဝန်းကျင်နဲ့ရဲစခန်းအတွင်းမှာအင်အား40ခန်းလုံးပြတ်တက်ဆွဲထားပြီးမြို့အတွင်းမှာသာနေထိုင်ရဲကြကြောင်းသိရပါတယ်ပလဲမြို့နယ်မှာစစ်ကောင်စီတပ်ကပလဲမြို့အင်မတီပူစော်တီရွာဇီးပြုံကုံပူစော်တီရွာနဲ့ကန့်တော့ရွာတို့မှာသာတပ်ဆွဲထားနိုင်ကြောင်းပလဲမြို့နယ်ရဲ့စစ်ဆေးရာဂိုင်နှုန်းကျော်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကစုံမထင်းချုပ်ထားကြောင်းလည်းသိရပါဗျ။နောက်ဆုံးအအနေနဲ့ကတော့ဒီစကိုင်းတိုင်းစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ကုန်းရောက်ကိုမိဆိုဖြက်စီခဲ့ပြီးအနီးနားစီကျေးရွာတွေမှာထောင်ထဲချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းလေးကလည်းမေလ29ရက်နေ့မွန်းလွဲ2နာရီခန့်မှာစကိုင်းမြို့နယ်ကုန်းရွာကိုတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြည်သူပိုင် နေအိမ်များကိုမိဆိုဖြက်စီခဲ့ပါတယ်။အဲ့ဒီကုန်းရွာထဲမှာစစ်ခွေးတွေကတပ်ဖြန့်ထားလို့ပြည်သူတွေထွက်လို့ဝင်လို့မရဖြစ်နေတာစစ်ခွေးအင်အားကတော့များတယ်လို့သိရတယ်။အရေးအတွက်ကိုတော့အတိအကျမသိရဘူး။ အဲ့ဒီစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာတွေစီမစီကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြည်သူဘက်တော်သားအဖွဲ့သတင်းတောင်ဝန်ခံကပြောဆိုထားပါတယ်အဆိုပါအကြမ်းဖက်စစ်တဲ့စစ်ကြောင်းကလက်ရှိအချိန်ထိကုန်းရအနီးတဝိုက်မှာစီနေတဲ့အတွက်ကြောင့်အနီးနားစီကျေးရွာတွေမှာထောင်နဲ့ချီတဲ့ပြည်သူများဘေးလွတ်ရာသို့ထွက်ပြီးတိမ်းဆောင်နေရဆဲဖြစ်ကြောင်းသိရပါတယ်အဲ့တော့အမေအရာလောက်ရပါတယ်ဆိုတဲ့ကောင်းလေးမင်းတို့ရဲ့လောက်ရကြအောင်နော်ငါတို့ပြည်သူတွေဘလောက်ထိဒုက္ခရောက်ကြလဲဆိုတာမင်းတို့ခေါင်းထဲမှာနည်းနည်းလေးမှမတွေးပေးကြအောင်နော်အဲ့တော့မင်းတို့ရဲ့လောက်ရတွေကတော့မကြခင်မင်းတို့ပြန်ပြီးတော့ပေးဆက်ရမှာပဲ ဲ့တော့ဒီနောက်မှာကျွန်တော်ကိုချီတို့ရဲ့ကြောက်ဖြူကတက်ဝဲအခြေအနေနဲ့ပတ်သက်ပြီးရုပ်တံသတင်းလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာရခိုင်ပြည်ကြောက်ဖြူမြို့မှာရှိတဲ့အာနာသိန်းစစ်ကောင်စီရဲ့အမှတ်32တရင်အနီးမှာအာခတ်တက်တော် A နဲ့စစ်ကောင်စီတက်တော်ကြားတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗါတယ်။တရေးချီနေတွေကိုဒေသခံသတင်းရင်းမြစ်တူကအခုလိုပြောပြထားပါတယ်။လက်ရှိမှာတော့ကြောက်ဖြူဟိုနဲ့6မိုင်ခန့်လောက်အကွာပေါ့ဒါမြို့ပုံနဲ့6မိုင်ခန့်လောက်အကွာဖြစ်မှာ။ ဒီတိကတော့ရန်ကုန်ကြောက်ဖြူကလမ်းအင်းနဘင်းမှာရှိတဲ့ဒီအမှတ်30နဲ့ရေးရေးတဲ့ရင်ရဲ့အနီးမှာတိုက်ပွဲတွေဖြစ်နေတာရှိတယ်ဒီရဲပိုင်းမှာအဲတိုက်ပွဲကလေနည်းနည်းပြင်းထန်တယ်လို့ဒီနေ့မှာလေဒီအာရခတက်တိုဖစ်ကနေပြီးတော့အဲနှမ်းဖေးတောင်ကျေးရွာမှာရှိတဲ့ဒီစက်ကောင်စီရဲ့ကောင်းကင်စခန်းတစ်ခုကိုတင်ပိုက်လိုက်ရေတို့သိရှိရတယ်ခင်ဗျာ အဲ့ဒီမှာရှိတဲ့ဒီပြင်စိတ်ကပြင်စိတ်ကရွာမှာလဲစက်ကောင်စီနဲ့အဲနှစ်ဖက်တိုက်ပွဲဖြစ်နေတာပေါ့အဲပြင်စိတ်ကနေနှမ်းဖေးတောင်ရွာဆိုတာဆိုရွာရွာနီးရှုပ်ဆက်ပဲနောက်ပြီးမှနောက်ပြီးတော့ဒီရဲ့ပိုင်းမှာစက်ကောင်စီရဲ့စက်မှုလင်းမှုတင်တန်းကြောင်းဟာထွက်ပြလာတဲ့ဒီစက်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အဲနှမ်းဖေးတောင်ရွာမှာရှိတဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်းဒါပူပေါင်းပြီးတော့အဲဒီပြင်စိတ်ကရွာအာမှာတော်ပြီးပေါင်းတယ်ပြည်သူကအဲဒီကနေပြီးတာခုခံတယ် အပြင်းစိတ်ကြီးကားလေးဒီဘာပေါ့အနှံ့ဖိတောင်းရွာကကောင်းကင်စခန်းကြောက်တော့ပြီဆိုတော့အဲ့ဒီကတချွတ်တော့ဝေးဟာလေအထက်ပြေးလာတာရှိတယ်အတိကတော့ RPG အဲ့ဒီ RPG မျိုးတွေအနာနာပဲ ID1 မျိုးတွေတို့တော့သုံးဆွဲတို့ဒါမဲ့တို့ဒီရေတဲ့ဌာနချုပ်ဘက်ကတော့တယုံတွေတက်ပြီးတော့အဲ့ဒီကတယုံတွေနဲ့ဘုံကြီးတာရှိတယ်အဲအတိကအဲဒီအပိုင်းမှာဆိုကျွန်တော်တို့ကြားတာကအဲတို့တို့ဒီစက်ကောင်စီဘက်ကနေပြီးတော့ဒီတယုံ ကျေးဇူးတက်ဖွဲ့ဝင်နေလေဆိုအဲဒီစက်ကောင်စီဘက်ကနေပြီးတော့အဲဒရုန်းနည်းပညာနဲ့အတူအထောက်ကိုပေးနေတာရှိတယ်လို့သိရတယ်အခက်တက်တော့အေးဟာကြောက်ဖြူမျိုးမှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်းရဲ့ကာကင်းစကန်တွေတစ်ပုတ်တောင်ကြေးရွာအနီးမှာရှိတဲ့စစ်စကန်တချို့နဲ့တညောက်ရီရဲတပ်အနီးကကာကင်းစကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် A ရဲ့ထိုးစစ်တွေကိုစစ်ကောင်စီကကြီးရည်လေ၃ခုစလုံးနဲ့ခုခံတိုက်ခိုက်နေပြီးတော့လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ကြတာရှိတယ်လို့ဒရုန်းတိုက်ခိုက်မှုတွေနဲ့လည်းပစ်ခတ်တိုက်ခိုက်နေကြပါတယ်။ကြောက်ဖြူမျိုးသိန်းတိုက်ပွဲမှာအာကတ်တက်တော် A ဘက်ကညီနောင်မဟာမိတ်ဖြစ်တဲ့တောင်းတက် TNL ကလည်းပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့ TNL ပြောခွင့်ရဗိုလ်မှူးကြီးတာပန်လှကပြောပါတယ်။လွန်ခဲ့တဲ့2014-15လောက်ကတည်းကဒါကျွန်တော်ညီနောင်တို့ပေါ် မမညောင်သုံးဖက်တွေကနေမှာပူပေါင်းဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်ကျွန်တော်နိုင်ငံရေးဆေးရေးတမကဝူချန်တဲ့အခမဖွဲ့စည်းတွေရဲ့ရည်ရည်ကိစ္စတွေမှာလည်းကျွန်တော်အများကြီးပူပေါင်းဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်ဟာ1027အဒီစစ်စစ်စင်းမှာဆိုရင်တော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်ပြောင်းလဲမှာဆေးပြူဟာပြောင်းလဲမှာချင်းတုံးလာတာမျိုးတွေရှိတယ်အဲ့ဒါကတော့အာတနေရာတဲ့စူပေါင်းမှာကောင်တဲ့ဖော်ရမ်မျိုးမဟုတ်ဘဲနဲ့ကိုယ့်နေရာမှာပဲကိုယ် တပြိုင်တည်းအကောင့်တွေပေါ်တဲ့အလုံးယူဟာကိုကျွန်တော်ပြောင်းလဲမှာရှင်းသုံးတာပါလေကျွန်တော်ရဲ့နားလည်မှုကျွန်တော်ရဲ့သဘောတူညီမှုအကတော့ရခိုင်ပြည်မှာအတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်ကြတဲ့ညီနောင်တွေဒါကျွန်တော်မှာမိတ်သုံးဖွဲ့ရဲ့ညီနောင်မမိတ်သုံးဖွဲ့ရဲ့အဖွဲ့ဝင်တွေပဲဖြစ်တယ်အဲတော့ထုတ်သူတွေလည်းပဲအဲဒီနောက်ချိုးမှာပြီးတော့ဒီမကုတ်နာတပိုက်မှာအတပ်ဖွဲ့ဝင်ကြတဲ့ အဲကျွန်တော်ရေဘော်တွေလည်းဒါမှမိတ်သုံးခွဲ့ရဲ့အဖက်ဝင်တွေဖြစ်တယ်လို့ကျွန်တော်အဲ့ဒီမျိုးနားလည်ပါတယ်အဲ့ဒီမျိုးပဲအလုပ်တွေလုပ်ကြပါတယ်ဒေသခံတရင်ရင့်မြစ်တွေပြောဆိုချက်အရကြောက်ဖြူမျိုးကစစ်ကောင်စီရဲ့လက်ကမော်ကာကင်းစကန်မင်းတက်တောင်စစ်စကန်နဲ့စက်မှုလက်မှုတင်တန်းကြောင်းမှာတက်ဆွဲထားတဲ့စစ်စကန်တွေကို A ကဒီမေလအတွင်းမှာပဲတိမ့်ပိုက်ထားတယ်လို့သိရပါတယ်ဒါပြင်ဒီရဲ့ပိုင်းအတွင်းမှာလည်းအမှတ်32ရဲတပ်ရင်းအနီးကနှမ်းဖဲတောင်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ကာကင်းစကန်ကို A ကဆက်လက်သိမ့်ပိုက်ထားပြီးတော့တိုက်စကေးကြီးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြတယ်လို့သိရပါဗျ။အာခတ်တက်တော် A ဟာကြောက်ဖြူကစစ်ကောင်စီရဲ့ကာကင်းစကန်တွေနဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတချို့ကိုကြားဖြတ်တိုက်ခိုက်နေတာတွေနဲ့တိုက်ပွဲတွေပေါ်ဆောင်နေပြီးအင်အားအလုံးကြီးနဲ့စစ်ကောင်စီတပ်ရင်းတွေကိုထိုးစစ်ဆင်နေတာမျိုးမတွေ့ရသေးပါဘူး။စစ်ကောင်စီကတော့ကြီးရည်လေးအင်အားတွေနဲ့ခုခံနေတဲ့ပြင်တရုတ်စီမံကိန်းတွေကတရုတ်ကျေးဇူးစစ်သားတွေရဲ့အကူအညီတွေနဲ့ ဒရုန်းနဲ့ဇက်တိုက်ခုခံနေတာမျိုးလည်းရှိတယ်လို့ဒေသခံတရင်ရင်းမြစ်တွေကဆိုပါတယ်။အာနာသိန်းစစ်ကောင်စီဟာမြန်မာနိုင်ငံအတွင်းကျေးဇားစစ်သားတွေလာရောက်ခွင့်နဲ့လက်နက်ကင်ခွင့်ဥပဒေတစ်ခုကိုပြဋ္ဌာန်းထားတဲ့အတွက်ကြောက်ဖြူကတရုတ်စီမံကိန်းတွေကိုတရုတ်ကျေးဇားစစ်သားတွေဆစ်လွတ်ထားတယ်လို့သိရပါတယ်။အာကတ်တက်တော် AR ကြောက်ဖြူမှာအာနာသိန်းစစ်ကောင်စီတပ်တွေအပြင်စီမံကိန်းတွေမှာလုံခြုံရေးယူထားကြတဲ့တရုတ်စစ်သားတွေနဲ့ရင်ဆိုင်ရပွဲရှိတယ်လို့လည်းတုံးသက်သူတွေကပြောဆိုထားကြပါတယ်ခင်ဗျာ။ အဲ့တော့ဒီတရုတ်ကြေးစားစစ်သားတွေကတော့ဘယ်ချိန်ခွေးတွေဝက်တွေသေမလဲဆိုတာဒါကျွန်တော်မြင်အောင်နေသေးပါတယ်နော်ကဲတော့နောက်ထပ်ဒါကျွန်တော်ဖတ်ထီတို့ဘက်ကဒီကနယ်လေးစခန်းသိန်းအောင်ပွဲရမှတ်တမ်းလေးကိုကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာကနယ်လေးစခန်းကနယ်လေးစခန်းอืมကနယ်လေးစခန်းနော်ပွာလလီကဲဖာစီအလှန်တင်ပြီစစ်ကြုံအလှန်ဖြုတ်ချပြီးတော့ဖာစီအလှန်တင်ပြီနော် ခေါ်လိုက်ရလေကွာကဲမပြဆိုးလိုက်အောင်မအလှလောက်သွားပြီရနော်အလှတန်းမှာလည်းအဲ့တော့ရက်ရောပါတယ်ဒီကောင်ကဲကြောမဲလေးမဲလေးတော့ဟုတ်တယ်လေး chị bello, ma dai, Giulio. Dai che Tommy qua. လက်နဲ့ကြည့်အဖူးတွေတော့များသားပဲเนาะငယ်လေးငယ်လေးတော့ဟိုတလေး ါဒါကျွန်တော်တောင်ပိုင်းစစ်အခြေအနေကတော့ဒီ2025အတွင်းမှာတော်တော်လေးကိုပြောင်းလဲမှုရှိမယ်ဆိုတာဒါအလုံးပဲသဘောပေါက်လက်ခံလာကြပြီပေါ့နော်အဲတော့တချို့ကလည်းပြောကြအောင်ပေါ့နော်ဒီနေဆက်စကန်သိမ်းတဲ့နေရာကနေမတက်တော့ဘူးလားလို့ပါလို့နဲ့အခုလိုနေဆက်စကန်သိမ်းတဲ့ဆိုတာကလည်းဒီဒီကရင်နဲ့ထိုင်ရဲ့ဆက်ဆံရေးကိုဒီထက်ပိုပြီးကောင်းအရင်လုပ်ရမယ်ဆိုတော့အခုလိုနေဆက်စကန်ကိုအရင်သိမ်းရပဲဖြစ်ပါတယ်နော်အဲတော့နေဆက်စကန်သိမ်းပြီးတော့လာပါမယ်ဒီတမဟာနှစ်တို့တမဟာတက်တို့ ်အခုဒီတက်မဟာတက်ဒီတထုံခရိုင်မှာဆိုရင်လည်းတက်ပွဲတွေကမထုတ်ပြန်တာပဲရှိတယ်ဒီစစ်တမ်းမှာတက်ပွဲတွေဝင်နေကြတဲ့ဒါကျွန်တော်တငယ်ချင်းတွေပြောပြချက်အရာဆိုရင်เนาะဒီတထုံခရိုင်မှာဆိုလဲဒါတက်ပွဲတွေကတစားတစားနဲ့ပူပူပြီးတော့ပြင်းထန်လာတယ်နောက်ပြီးတော့ဒီပကိုးဘက်မှာဆိုရင်လည်းအားလုံးသိကြတဲ့အတိုင်းပါပဲအဲ့တော့ဒီ2025အတွင်းမှာဒါကျွန်တော်တို့တောင်ပိုင်းတန်းရဲ့စစ်အခြေအနေကတော့ဘယ်လောက်ထိပြောင်းလဲသွားမလဲဆိုတာအချိန်ကနေစကားပြောသွားမှာပေါ့နော်ကဲတော့နောက်ထပ်ဒီဆောင်းပြောင်းတက်ပွဲမှာစစ်ခွေမိစ္ဆာတွေရဲ့ခိုင်ဘက်ကျုံ PNO နှစ်ကောင်ကိုဖမ်းမိထားတဲ့ရုပ်တံလေးကိုကျွန်တော်ဆက်ပြီးတော့

ချင်းရောလာတယ်မချီတီတီဒီစပီစီဆော်ရီမဘာဘာကိုသလိုက်လဲလောပြမယ်ရာဒါပေမဲ့ကိုလခေါ်ပြောတာလေခက်ချင်းစီကတော့တကယ်မင်းရောဘာလို့ရှိသေးလားတကယ်မရှိတော့ဘူးဒီတော့ဘာလို့ရှိသေးလဲဟုတ်ကဲ့လားအဲ့ဒါမှရှိသေးတာရှိတော့ရှိသေးတာကျွန်တော်တို့နေရာပဲရှိရမလားဘာကျွန်တော်တို့အဖရာကလေးအဲ့နဲ့ချပြောချတော့ဘောဘောကလေးအောက်မှာဘာမှဟုတ်တော့ကျွန်တော်တို့နေရာအောက်မှာ ကျွန်တော်လုံးနေတယ်ခင်ဗျာအဟောကနေပြီးတော့ကျုံနေတယ်အဲ့ကလေးကကျွန်တော်အောက်ပါဘူးနော်လက်ထိခတ်တာလားကျွန်တော်လုံးခွန်ခံမှုပို့ပြောပြောလိုက်ပြောပြောခိုင်းလိုက်လေအဲသင်ကြည့်ရအောင်သင်ကြည့်အမဒီနေရောက်ရမနေရောက်ခဲမတစ်ချက်တစ်ချက်ပြီးပေါ်မှာပေါ်မှာသင်ရင်ရှိတယ်ဟုတ်ပြီဗျတကယ်မီဒို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 အရာလ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 ာတော့ရခိုင်းလိုက်ပါလိုက်တော့ရလျောက်လာလိုက်ပါလိုက်ဒီပြားနဲ့နေရောက်တော့လိုက်ဒီပြားနေရောက်တော့လိုက်ရှက်တော့အမအမလိုက်လိုက်တော့ ်နောက်တစ်ယောက်လက်ဟိုဆက်ကဲဆက်ကဲတော့မင်းလောက်ကြောက်လိုက်ဟိုမဆိုင်ရဲ့တွားယူပါဟိုမယ်၃ယောက်ဒီဘက်ကဲ၂ယောက်ဘာလို့ဘာမှ၆မပြေးနဲ့နော်အမအမခံလေပြေးနော်လူလုံးမဆောက်ဘူးကိုကြည့်လားပြေးနော်သိပါပဲဟိုလေးနာမည်ဘလို့ဟောလိုင်းဝန်သူလမ်းဝဲတော့ဘေးတက်ကတော့ဘေးတက်လေကျွန်တော်လူကြည့်ရရေပေါ့လူကြည့်လားဟုတ်ပြီဘေးတက်ကအမခက်တယ်နော်ဘာမှမလုပ်ဘူးနော်ကျွန်တော်အမခက်တယ် ရဘော်နေဘာမှမလုပ်နော်ဘာမှမလုပ်ဘာမှမလုပ်ပြစ်စစ်ထိမ်းမယ်နော်ဟုတ်ပြီဟုတ်ပြီအဲ့တော့မင်းတို့ဒီပို့ကိုစားပြု PNO ဆိုတဲ့ကောင်တွေကလည်းအခုထိကိုထိုးကြီးခန့်အဖိနှိတ်ခန့်မင်းတို့ပို့ပြည်သူတွေပါအနှိမ့်ဆက်ခံနေရတော့မှအခုထိကိုအတိတ်တရားမရကြသေးပဲနဲ့နော်မင်းတို့ဒီအချမ်းပတ်စစ်ခွေတက်တက်အလုတ်ကျွေးပြုနေတာကမင်းတို့ကိုမင်းတို့မှန်ရဲ့လားလို့အခုချိန်မှာပြန်ပြီးတော့တွေးသိနေပါပြီနော်ကဲအဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမောင်တို့ပါလေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက်တဲ့တင်ကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာဖေးကင်းကြပါဗျာ you